င်္ဂလာပါကျွန်တော် channel ချိုးဆိုပါရယ်ကျွန်တော်နာမည်ကတော့အောင်ခန်းနေပါကျွန်တော်ခု degree မှာ Cambridge University ရထုတ်တဲ့ English Grammar and Use ဆိုတဲ့ subject နဲ့ပြီးတော့ English Grammar နဲ့ပတ်သက်တဲ့စကားပြောပုံစံတွေကိုကျွန်တော်ပြပြပေးဖြစ်ပါတယ်ဒီ video တစ်ခုကို unit တစ်ခုကြီးစီ live ညောင်းပြီးမှဖြစ်ပါတယ်ခု unit 1ကိုစပြီးတော့လေ့လာကြည့်ရအောင်နော် unit 1မှာဒီ present continuous tense ကိုအသုံးပြုတဲ့ပုံစံတွေကို ော့ညှပ်ပေးတာဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်တို့စပြီးတော့လေ့လာကြည့်အောင်ဒီ message ဒါခေါင်းစဉ်နံပါတ် A ပေါ့နော်ခေါင်းစဉ်နံပါတ် A သူ present continuous tense ကိုအသုံးပြုတဲ့ပုံစံတွေကအများကြီးရေနော်အဲ့ဒီနေရာမှာဒီတစ်ခုပုံစံတစ်ခုကတော့ကျွန်တော်စပြီးလေ့လာပါမယ် story this excel messageration ဒီဥပမာအချင်းတွေကိုအရင်လေ့လာကြည့်ပါတဲ့ Sarah is in her car. Sarah သူမရဲ့ကားထဲမှာရှိတယ်။ She is on her way to work အလုပ်သွားတဲ့လမ်းပေါ်မှာရှိတယ် she is driving to work သူမကအလုပ်ကိုကားမောင်းပြီးတော့သွားနေတယ် she is driving သူမကားမောင်းနေတယ်ဒီမှာဆိုရင်ဒီအဲကားမောင်းနေတဲ့အချိန်တွင်းမှာကားမောင်းနေလို့ပြောချင်တဲ့အခါမှာဒီ present continuous tense ကိုသုံးပြီးပြောတာဖြစ်ပါတယ်နော်ဒီမှာ solo ရဲ့အဓိပ္ပာယ်ကိုထပ်ပြီးတော့ရှင်းပြတာရှိပါတယ် this means solo တာက she is driving now သူမကားမောင်းနေတယ် at the time of speaking စကားပြောနေတဲ့အချိန်မှာသူမကကားမောင်းနေတယ် the action is not finished ဒီပြုတ်တဲ့လှုပ်ဆောင်မှုကတော့မပြီးသေးပါဘူးတဲ့ဒီဒီဆိုတာကတော့အမ်ပြုတ်လို့လှုပ်ဆောင်မှုကမပြီးပဲနဲ့ဒီတစ်ခုခုကိုလှုပ်ဆောင်နေတဲ့အတွင်းမှာပြောချင်ရင်စကားပြောနေတဲ့အချိန်မှာပြောချင်ရင်ဒါဒီ present continuous tense ကိုတုတ်ပြီးပြောရတယ်ဟုတ်ဆိုလိုချင်တာဖြစ်ပါရဲ့နော်ဒီမှာဆိုရင်ဒါ she is driving သူမကမ္ဘောင်းနေတယ်သူရဲ့ပုံစံတွေကတော့ဘာတွေပါလဲဆိုရင်ဒီ present continuous tense ရဲ့စကားပြောပုံစံကတော့ am is are plus ing ပုံစံဖြစ်ပါတယ်ဒီ am ကိုဘယ်လိုခြေနေမှာသုံးမလဲဆိုရင် subject က i ဖြစ်တဲ့အခါမှာ am ကိုသုံးပြရပါတယ်ဒီမှာ i am driving i am walking i am doing ပြီးတော့ subject က he she it ဖြစ်တဲ့အခါမှာကျွန်တော်တို့ကတိယာကို is ကိုသုံးပြီးပြောပြရပါတယ်ဥပမာ he is driving he is walking he is doing something and she is driving she is walking she is doing something အဲ့လိုပေါ့နော်ပြီးရင်ကျွန်တော်တို့ subject ကအများဖြစ်တဲ့အခါမှာ subject အများကြီးနေဖြစ်တဲ့ will you they တို့မှာကျွန်တော်တို့ ကတိယာက are ကိုတုံးပြောပြရတယ်ဥမာ we are driving we are walking you are doing something ပေါ့နော်အဲ့ဒီလိုလေဒီ subject ကအများဖြစ်တဲ့ခါမှာကတိယာက are ကိုတုံးပြောပြရတယ်ဒီပုံသားကတော့ဒီ present continuous tense ရဲ့အသုံးပြုပုံနံပါတ်ပုံစံတစ်မျိုးဖြစ်ပါတယ်ပထမဦးဆုံးပုံစံဖြစ်ပါတယ်ပထမဦးဆုံးပုံစံရဲ့အနည်းချက်ကတော့ဗာလဲဆိုရင် at the time of speaking ဒီစကားပြောနေတဲ့အချိန်မှာ ဘာလုံး data ကိုပြောချင်တဲ့အခါမှာဒီ present continuous tense ကိုတုံးပြောလို့ရတယ်ဆိုတာကိုခေါင်းစဉ်အရဆိုလို့ကျန်တာဖြစ်ပါတယ်เนาะဒီစကားပြောနေတဲ့အချိန်မှာဘာလုံး data ကိုပြောချင်တဲ့အခါမှာဒီ present continuous tense ကိုတုံးပြီးတော့ပြောလို့ရတယ်ဆိုတော့ပြောချင်တာဖြစ်ပါတယ်ဟုတ်ပါပြီအဲ့ဆိုရင်ကျွန်တော်တို့ပုံစံနံပါတ် B ပုံစံနံပါတ် B ကိုစက်ပြီးလေ့လာကြည့်အောင် I am doing something I'm doing something ကျွန်တော်တခုခုကိုလုပ်နေတယ်ဆိုလိုတာက I'm started do it ငါအဲ့ဒါကိုအဲ့ဒီလောဆောင်ချက်ကိုစတင်ခဲ့တယ် and i haven't finished ငါအဲ့ဒါကိုမပြီးသေးဘူး i haven't finished မပြီးသေးဘူး i am i'm in the middle of doing it ငါအဲ့ဒီလောဆောင်ချက်ကိုလုပ်နေတာရဲ့အလဲကောင်းမှရှိတယ်ဆိုလိုတာကတစ်ခုခုကိုစတင်ပြီးတော့စတင်ခဲ့တယ်တစ်ခုလောဆောင်မှုကိုစတင်ခဲ့တယ်ပြီးရင် ခုလှုပ်ဆောင်ချက်ကမပြီးသေးဘူးအဆုံးထိမြောက်သေးဘူးအဲ့ဒီတခုလှုပ်ဆောင်ချက်ကအဲ့ဒီလှုပ်ဆောင်တာတည်းရဲ့အားလုံးရဲ့အလဲကောင်းမှာရှိတယ်အဲ့လိုချင်နေပြီးပြောချင်တဲ့အခါပါဒီ present continuous tense ကိုတုံးပြီးပြောလို့ရတယ်ဆိုတော့ပြောချင်တာဖြစ်ပါတယ်နော်အဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဥပမာစာကြောင်းတွေကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်နော်ဥပမာ please don't make so much noise please don't make so much noise ကျေးဇူးပြုပြီးတော့ စူးစူးညံ့ညံ့လေးကိုမလုပ်ပါနဲ့ I'm trying to walk ဒီမှာဆိုရင်တို့ပါပါလဲဆိုရင်ဒီ present continuous test I'm trying ဆိုတော့ပါနော်ဒီအရှေ့က I'm မလို့ I'm တတိယ I'm တုံးတာနော် I'm trying to walk ကျွန်တော်အလုပ်လုပ်ဖို့ကြိုးစားနေတယ်ဆိုလိုတာကအမ်ကျွန်တော်ကလုပ်ကိုစတင်လုပ်နေခဲ့တယ်ကျွန်တော်အလုပ်လုပ်နေတာကိုမပြီးသေးဘူး ကျွန်တော်ကအလွတ်လုံနေတာရဲ့အလဲကောင်းမှာရှိနေတယ်အဲ့လိုချင်းနေပြောနေတဲ့ခါမှာဒီ present continuous tense ဖြစ်တဲ့ present continuous tense ကိုတုံးပြီးပြောတာဖြစ်ပါဒီမှာဆိုရင်ဘာပြောရလဲဆိုရင် I'm trying to walk ဟုတ်ပြီနော်အဲသူပြောလို့မရတဲ့ပုံစံကဘယ်လိုလဲဆိုရင် I'm trying to walk ဆိုပြီးပြောလို့မရအောင်နော်ဒီ I'm trying to walk I'm trying ကတခြားစကားပြောပုံစံဖြစ်ပါတယ် ဟုတ်ပြီအဲ့ဒါဆိုရင်နောက်ထပ်တစ်ချောင်းကိုဆက်ပြီးလေ့လာကြည့်အောင် where is mark where is mark mark ကဘယ်မှာလဲတဲ့ပြန်ဖြေထားတာ he is having a shower he's having a shower အာသူကရေချိုးနေတယ်ဒီရဲမှာဆိုရင်ဘာပါလဲ present continuous tense က having is having ဒါ present continuous tense ဖြစ်တယ်နော် ဆိုတာသူ mark mark ဆိုတာသူကရေကိုစတင်ပြီးတော့ချိုးနေခဲ့ချိုးနေခဲ့တယ်ဒါပေမဲ့ရေချိုးခြင်းကမပြီးသေးဘူးသူကရေချိုးတာရဲ့အလဲကောင်းမှရှိနေတယ် in the middle of doing it သူကရေချိုးခြင်းရဲ့အလဲကောင်းမှရှိနေတယ်နော်အဲ့လိုအခြေအနေမျိုးပြောကြတဲ့အခါမှာဒီ present critical tense ကိုသုံးပြီးတော့ပြောရတယ်ဒီမှာဆိုရင် is having he is having a shower သူကရေချိုးနေတယ် ဲ့လိုပုံစံမျိုးမှာဒီလိုအချင်းချင်းမျိုးပြောလို့မရတာကဘာလဲဆိုရင်အာ he has he has a shower ဆိုပြီးတော့ပြောလို့မရဘူးเนาะ he has a shower ဆိုပြီးတော့ပြောလို့မရဘူးဒီလိုပြောလို့မရဘူးเนาะဟုတ်ပြီအဲ့ဒါဆိုရင်နောက်ထပ်တစ်ခုကိုထပ်ပြီးတော့လေ့လာကြည့်အောင် Let's go out now. အခုစပြီးအခုအပြင်ကိုသွားရအောင်. It is it rainy anymore. ထပ်ပြီးတော့မိုးမရတော့ဘူးဒီမှာဆိုရင်ဒီ present continuous tense ကဘာလို့သုံးတာလဲဆိုရင် is it rainy ဆိုတော့သုံးတာဖြစ်ပါလားဆိုတာအာမိုးကရွာနေခဲ့တယ်အငင်းပုံသာဖြစ်သွားရယ်နော်အငင်းပုံသာဆိုတော့ဒီမိုးကရွာပြီးသွားပြီမိုးရွာပြီးသွားပြီဆိုရင်အဲမိုးကဆိုတော့ငါတို့ကမိုးရွာနေတဲ့အတော့တော့မှမဟုတ်တော့ဘူးဆိုတော့ကြာဖြစ်တယ်နော်ငါတို့ကမိုးရွာနေတဲ့အတော့တော့မှမဟုတ်တော့ဘူးအဲကြောင့်မို့ငါတို့အပြင်သွားရအောင်ဆိုပြီးတော့ဒီမှာဆိုရင် ဒီ present continuous tense ကအညင်းကိုသုံးပြောတာတည်းနော် is it rainy အဲဒီမှာဆိုရင်ကျွန်တော်တို့ပြောလို့မရတဲ့ပုံစံက it doesn't rain it doesn't rain ဆိုပြီးပြောမရဘူး it doesn't rain ဆိုပြီးပြောလို့မရဘူးဒီလိုချင်းနဲ့မပြောချင်ရင် present continuous tense ကိုသုံးပြီးတော့ is it rainy လို့သုံးပြောပါရနော်ဟုတ်ပါပြီအဲဆိုရင်နောက်တစ်ချောင်းကိုနောက်ထပ်ပုံစံတစ်ခုထပ်ပြီးလေ့လာကြည့်အောင် how is how's your new job how's your new job မင်းအလုပ်ကအချင်းနေဘလို့လဲ are you enjoying it မင်းအဆင်ပြေလားမင်းကြိုက်လားတော့ဘာလို့ဆိုလို့လဲဆိုရင်အလုပ်ကစပြီးတော့စပြီးတော့လုပ်ခဲ့ပြီးပြီအလုပ်ကလွတ်လွတ်ချင်းကိုစတင်ပြီးပြီဒါပေမဲ့အလွတ်လွတ်ချင်းကမပြီးသေးတာအလွတ်လွတ်ချင်းရဲ့ intermediate of doing it အလွတ်လွတ်ချင်းရဲ့အလဲကောင်မှရှိနေတယ်အဲအဲဒါကြောင့်မလို့သူ့ရဲ့အလုပ်တစ်ကဘလို့လဲ are you enjoying it မင်းအလုပ်ကိုကြိုက်လားအဲသူကအလုပ်ကိုထွက်လွှတ်တဲ့ဒီအလုပ်ကိုဆက်လုပ်နေတော့မှရှိတယ်အဲ့လိုချင်းမှာတုံးချင်ဒီ present present continuous tense ကိုသုံးပြီးတော့ပြောရတာဖြစ်ပါတယ်နော်ဟုတ်ပါပြီအဲ့ဒါဆိုရင်နောက်ထပ်တစ်ချောင်းကိုဥပမာတစ်ခုဆက်ပြီးလေ့လာကြည့်မယ်နော် what's all that noise အဲ့ဒီရဲ့ ာလို့ဆင်းရဲပွက်နေရလဲ what's all that noise ဘာလို့ဆင်းရဲပွက်နေရလဲ what's going on ဘာလို့ဖြစ်နေဒီမှာဆိုရင်သုံးထားတာဒီ present continuous tense ကဘာလဲဆိုရင်ဒီ is going ဖြစ်ပါတယ်ဒီဆိုလိုတာကဘာလို့လဲဆိုရင်ဒီမှာတစ်ခုခုဖြစ်နေတဲ့အတိမတ်ခုကိုစပြီးတော့ဖြစ်နေတယ်တခုတော့စဖြစ်နေရင်အဲ့ဖြစ်နေတဲ့ noise အဖြစ်နေတဲ့ဆူညာမှုက အပီလီစဉ္ညမှုကိုစတဲ့ဖြစ်နေတယ်အဲ့ဒီစဉ္ညမှုကအပီလီကိုအဲ့လိုချိနေမှုပါကျွန်တော်တို့အာဘာလို့ဖြစ်နေရလဲဘာလို့စဉ္ညမှုတွေဖြစ်နေရလဲမြင်ချင်းဒီ present continuous tense ကိုတော့ပြီးတော့ is going ကိုတောက်တာဖြစ်ပါတယ်အဲ့ဒါမှမဟုတ်ရင်တခြားပုံစံနဲ့တွန်းလို့ရတယ် what's happening ဘာဖြစ်နေရလဲ what's happening ဘာဖြစ်နေရလဲဟုတ်ပြီနော်အဲဒီဟာက present continuous tense ကိုသုံးတဲ့ဒုတိယပုံစံဖြစ်တယ်နော် ်ချက်ရှင်းပြတာရှိတယ်။ဘာလဲဆိုရင် sometimes တခါတလေမှာ the action is not happening at the time of speaking ဒီလောဆောင်ချက်ကဒီလောဆောင်ချက်ဖြစ်ပျက်ချက်ကစကားပြောနေတဲ့အချိန်မှာဖြစ်တာမို့အဲ့လိုအခြေအနေမျိုးမှာလည်း prosecuting a test ကိုတုံးပြီးပြောလို့ရပါတယ်နော်။ဥမာသူဥမာပြောထားတာ for example သူဥမာပြောထားတာ speak is talking to a friend on the phone Steve ဆိုတဲ့လူကဖုန်းမှာအော်တွေ့တငယ်ချင်းကိုဖုန်းပြောနေတယ် he says သူကပြောတယ် I'm reading I'm reading a really good book at the moment at the moment ငါအခုလောလောဆယ်စာအုပ်ကောင်းတစ်ခုကိုဖတ်နေတယ် is about a man who อืมအဲ့ဒါကတော့လူတယောက်ရဲ့အကြောင်းဖြစ်ပါတယ်ဆိုဒါဒီမှာဆိုရင်ကျွန်တော်တို့ ီ pressure gradient test ကိုဒါ i am reading ဆိုပြီးတော့သုံးပြီးပြောတာဖြစ်ပဲဒါပေမဲ့သူကဒီစာဖတ်နေတာကစာဖတ်နေတာကစကားပြောနေတဲ့အချိန်မှာ at the time of speaking စကားပြောနေတဲ့အချိန်မှာဖတ်တာမဟုတ်ဘူးဖုန်းတော့ပြောနေတယ်သူစာဖတ်တယ်ဆိုတဲ့အကြောင်းကိုပြောနေဒါပေမဲ့စကားပြောနေတဲ့အချိန်မှာဖတ်တာမဟုတ်ဘူးအဲ့လိုအချိန်မျိုးမှာဒီ pressure gradient test ကိုသုံးပြီးပြောတာနော်သူဘာလို့အဲ့လိုသုံးထားလဲဆိုတာကိုအောက်မှာထပ်ပြီးရှင်းပြတာရှိရယ်နော် steep say steep ကပြောတယ်တဲ့ I'm reading, you know, Sapanide. It is not reading the book at the time of speaking. Scabuni Achiba, Sapatamuda, Kunakino Shimperao, Sabio Shimperatibale. He means Solura that he means that Solura. He has started reading a book. Tua Saugu Sabido Panigere. But Dabime has not finished it yet. သူအိတ်ဆောက်ဖတ်တာကိုမပြီးသေးဘူး he is at the middle of reading it သူကအဲ့ဒီစာဖတ်တာရဲ့အလဲကောင်ပဲရှိတယ်အဲ့လိုချင်နေရမှာကျွန်တော်ဒီ present continuous tense ကိုသုံးပြီးတော့ပြောတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်မယ်နော်ဆက်ပြီးတော့ and ဖတ်ကြည့်မယ် some more examples ဥမာရီဥမာရီထက်ရှိသေးတယ်တဲ့ Kate was to work in Italy. Kate ကအီတလီမှာအလုပ်လုပ်ချင်တယ်။ So she's learning Italian. သူမက Italian စကားကိုလေ့လာနေတယ်။ဆိုလိုတာကအင်းသူ Kate ကအီတလီမှာအလုပ်လုပ်ချင်တဲ့အတွက် Italian စကားကိုလေ့လာနေရလို့ဆိုလိုချင်တယ်ဖြစ်တယ်။ဒီမှာဆိုရင်ဒီစကားပြောနေတဲ့လူကစကားပြောနေတဲ့လူကစကားပြောနေတဲ့အချိန်အတော်အတွင်းမှာ ဒီ case ဆိုတဲ့ကောင်မလေးကအီတလီယန်စကားကိုလေ့လာနေရလေ့လာနေရလို့ဆိုလိုချင်တာမဟုတ်ဘူးဆိုလိုချင်တာကသူကဘာလို့ဆိုလိုချင်လဲဆိုရင် case ဆိုတဲ့ကောင်မလေးကအီတလီယန်စကားကိုစပြီးတော့လေ့လာခဲ့တယ်လေ့လာနေခဲ့တယ်ဒါပေမဲ့အဲ့လေ့လာချိန်ကမပြီးသေးဘူးသူကလေ့လာနေတဲ့အတော်တွင်းလေ့လာနေတာရဲ့အလဲကောင်ပါပဲရှိတယ်လေ့လာနေတုန်းပဲရှိသေးတယ်အဲ့လိုချင်းမျိုးကိုကြောက်ရင်အဲ့လိုချင်းမျိုးကိုပြောချင်တဲ့အခါမှာဒီ press secretary test ကိုတုံးပြီးပြောလို့ရရယ်နော် ဟုတ်ပြီပြီးတော့နောက်တစ်ကြောင်းကိုဆက်ပြီးလေ့လာကြည့်မယ် some friends of mine of building their own house ကျွန်တော်ရဲ့တငယ်ချင်းအချို့ကသူတို့ရဲ့အိမ်ကိုကိုယ်ပိုင်အိမ်ကိုစောက်နေကြတယ်ဒီမှာဆိုရင်ကျွန်တော်ပြောထားတာကဘာလဲဆိုရင်အဲဒီမှာ present cricket test ကိုတော့ပြောလာရယ်နော် they hope to finish it next summer နောက်နေ့ရည်မှာပြီးမယ်လို့မျှော်လင့်နေတယ် အဲဒီမှာဆိုရင်လည်းဘာပါလာလဲဆိုရင်ဒီအဲသူ့ရဲ့တငယ်ချင်းတွေကအိမ်ဆောက်နေဒါပေမဲ့အိမ်ဆောက်နေတာကစကားပြောနေတဲ့လူရဲ့စကားပြောနေတဲ့အချိန်တွန်းမှာအိမ်ဆောက်နေရမှာမဟုတ်ဘူးသူတို့ကအိမ်ကိုစတင်ဆောက်ခဲ့တယ်ပြီးတော့အိမ်ဆောက်တာကမပြည့်စုံဘူးသူကအိမ်ဆောက်နေတဲ့ in the middle in the middle of အိမ်ဆောက်တယ် in the middle of building သူအိမ်ဆောက်နေတဲ့အတောတွန်းမှာပဲရှိသေးတယ်အဲ့လိုအချိန်မျိုးပြောရတဲ့ခါမှာလည်းဒီ present continuous tense ကို to ပြီးပြောလို့ရအောင်เนาะဟုတ်ပါပြီဗီဒီယိုနောက်ထပ် C ဒီ present continuous tense ကို to ပြီးပြောလို့ရစကားပြောပုံမှာ C ကိုဆက်ပြီးရလေ့လာကြမယ်เนาะ uh you can use the present continuous Mean present continuous ကိုသုံးနိုင်တယ် with today အဲ today ဆိုတဲ့စကားလုံးနေနဲ့တွဲပြီးသုံးနိုင်တယ် this week this week ဆိုတဲ့စကားလုံးနေနဲ့တွဲပြီးသုံးနိုင်တယ် this year this year ဆိုတဲ့စကားလုံးနဲ့တွေ့ပြီးတော့နိုင်တယ်ဟုတ်ပြီနော်အဲဒီ present korea tense ကိုတစ်တည်းဒီနေ့လို့စကားလုံးတွေ this week ဒီတပတ်လို့စကားလုံးတွေ this year ဒီနှစ်လို့စကားလုံးနဲ့တွေ့ပြီးတော့နိုင်တယ်တဲ့ဟုတ်ပြီသူဥမာပေးထားတာကိုဆက်ပြီးလေ့လာကြည့်မယ်နော် you are lucky hatre မင်းကဒီနေ့အလုပ်တူတူသားသားလုပ်တယ်ဟုတ်ပါဆိုရင် အာဝါကိဆိုတာ present continuous tense ကိုအဲဒီလို today ဆိုတဲ့စကားလုံးနဲ့တွဲပြီးတော့တာဖြစ်တယ်နော်အဲဒီလိုချင်းနဲ့မှာကျွန်တော်တို့ပြောလို့မရတဲ့ပုံစံတွေကဘယ်လိုပုံစံလဲဆိုရင် you work hard today မင်းဒီနေ့အလုပ်လုပ်တယ်မင်းဒီနေ့အလုပ်တိုးတိုးစားစားလုပ်တယ်လို့အဲ့လိုပြောလို့မရအောင်နော်အလုပ်တိုးစားလုပ်တယ်လို့ပြောချင်ရင်ဒါ today ဆိုတဲ့ပုံစံတွေနဲ့တွဲပြီးပြောချင်ရင်ဒီမှာ you are working hard today you are working hard you are working hard me tin ni lu tu tu present continuous tense pon na wo tong pi yes i have a lot to do yes i have a lot to do hok de nga ma lo sia di a myai shi de ho bi ma ro u ma da chang wa the company i work for is it doing so well this year nga a lo lu ni company ya nga a lo lu ni company ya is it doing so well တိတ်ပြီးတော့အခြေအနေမကောင်းဘူးတိတ်ပြီးမကောင်းဘူး this year uh, this year ဒီလိုစလုံးလေး this year ဆိုတဲ့စလုံးလေး ਨੇ တွေ့ပြီးတော့ချင်းဒီ present continuous test ဖြစ်တဲ့ is it doing ကိုအဲဒီလိုတုံးပြီးပြောလို့ရရနော်ဒါကတော့ဒါ present continuous test ကိုတုံးပြီးပြောတဲ့ C နံပါတ် C ပုံသာဖြစ်ပါတယ် အဲ့ဒါဆိုရင်ကျွန်တော်တို့နံပါတ်၄ပုံစံကိုဆက်ပြီးလေ့လာကြည့်ရအောင်နော် we use the present continuous when we talk about a change အဲကျွန်တော်တို့က present continuous tense ကိုသုံးပါတယ် when we talk about a change ပြောင်းလဲမှုကိုပြောတဲ့ခါမှာအဲ့ဒီအဲ့ဒါပါလဲဆိုရင် that has started to happen အဲ့ဒီပြောင်းလဲမှုကစတင်ပြီးဖြစ်ပေါ်နေတဲ့အချိန်မှာ ဲ့ဒီပြောင်းလဲမှုကစတဲ့ဖြစ်ပေါ်နေတဲ့အချိန်မှာပြောချင်ဒီ present continuous tense ကိုသုံးပြီးပြောပါတယ်တဲ့ we often use we often use these verbs in this way ကျွန်တော်တို့ဒီကဒီကိရိယာတွေကိုဒီလိုပုံစံမျိုးလဲပြောပါတယ်တဲ့အဲဘာပြောလဲဆိုတော့လေ့လာကြည့်အောင်နော် getting and ဖြစ်လာတယ် becoming ီခံမိရလေဖြစ်လာရနော် starting starting ဆိုတာစလာတယ် beginning beginning ဆိုတာစတင်တယ် changing changing ဆိုတာပြောင်းလဲနေတယ် improving improvement ဆိုတာတိုးတက်နေတယ် improving တိုးတက်နေတယ် increasing ဆိုတာ increase ရလေတိုးတက်တာပဲနော် rising rising ကမြင့်လာတယ် falling falling က နိုင်လာတယ်เนาะ growing growing ကလည်းတိုးတက်လာတယ်ဒါဒီလိုအခြေအနေမျိုးတွေဒီလိုအခြေအနေမျိုးတွေဒီလိုအတိတ်ပဲတွေပြောကြည့်တဲ့အခါမှာကျွန်တော်ဒီ present continuous tense ကိုတောက်ပြီးပြောရတယ်เนาะဒီမှာဆိုရင်ကျွန်တော်ဥပမာစကားတွေကိုဆက်ပြီးလေ့လာမယ် is your english getting better မင်း english စာကပိုပြီးကောင်းလာလားဒီမှာဆိုရင်ကျွန်တော်တို့ present continuous tense ကိုတောက်တာလေဒီမှာအတိတ်ပဲက getting ဒါပို့ပြီးတော့ကောင်းလာတယ်ပို့ပြီးတော့ရလာတယ်ဆိုတဲ့အတိပယ်ကိုပြောပြတဲ့အခါပါ present continuous tense ကိုသုံးပြီးပြောရတာဖြစ်ပါတယ်သူပြောလို့မရတဲ့ပုံသားကဒီနောက်မှလည်းပြထားရယ်နော် and does your english get better မင်းအင်္ဂလိပ်ကပိုကောင်းလာလားအဲ့လိုချင်းနေပြောတာအဲ့လိုချင်းနေပြောကြာဒီအဲဒီ test ဒီ test ကိုတော့မပြောဘူး ဒီ present critical test ပဲတော့ရရနော်သူကအဲဆူလာပါလဲဆိုရင်ဘာလို့တော့လဲဆူလာကအင်္ဂလိပ်စာကကျင်ကမကောင်းဘူးဒါပေမဲ့အခုနည်း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 ပိုကောင်းလာတယ်ပိုပြီးတော့တိုးတက်လာတယ်အဲအဲ့လိုအခြေအနေမှာပိုပြီးပိုပိုပြီးတော့ကောင်းလာတယ်အဲ့လိုဇက်တိုက်ဖြစ်ဖြစ်နေတဲ့အခြေအနေကိုဒါပြောချင်တဲ့အတွက်ဒီ present critical test ကိုတုံးပြီးတော့ပြောတာဖြစ်တယ်နော်ဒီမှာဒါဆိုရင်မဟုတ်ဒါဆိုရင် ဒါဆိုမဟုတ်ဘူးเนาะဟုတ်ပြီနောက်တစ်ချောင်းထပ်ပြီးလေ့လာမယ်နောက်တစ်ချောင်းက the population of the world is increasing very fast ဒီကမ္ဘာရဲ့လူဦးရေကအရန်ကိုတိုးတက်လာတယ်အရန်မြင်းမြတ်ဆက်ဆံနဲ့တိုးတက်လာတယ်ဒီမှာဆိုရင်ကျွန်တော်တို့ present criteria test ကိုတောက်ပြီးပြောတာဖြစ်တယ် present criteria test um ကျွန်တော်သုံးလို့မရတဲ့ပုံစံက increase increase တော့မရဘူး the population of the world increase ဆိုပြီးတော့မရဘူးเนาะဒီကလို့သုံးလို့မရစ the population of the world is increasing very fast ဆိုတော့ဒီလူကြီးကမ္ဘာရဲ့လူကြီးကဒါနည်းနည်းများလာတယ်နည်းနည်းဖြစ်ပြက်လာတယ်နေရာနေများလာတယ်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  အဲ့လိုတွေ systematic ပြောင်းလဲတာကိုပြောချင်တဲ့ဒီ present criteria tense ကိုတွန်းပြတာဖြစ်တယ်နော်ဟုတ်ပြီနောက်တစ်ခုပါလေကျွန်တော်ထပ်လေ့လာမယ် at first i didn't like my job ပထမမှာတော့ငါငါ့ရဲ့အလုပ်ကိုမကြိုက်ခဲ့ဘူး i didn't like my job ပထမမှာတော့ငါ့ရဲ့အလုပ်ကိုမကြိုက်ခဲ့ဘူး but i'm starting to enjoy it now ငါငါ့ရဲ့အလုပ်ကိုစပြီးတော့ I'm starting to enjoy it now ငါစပြီးတော့ကြိုက်လာပြီအဲဆိုလိုတာอืมလောကိုစောင့်နေပထမတော့မမကြိုက်ဘူးပြီးတော့တူတက်ပြောင်းလဲမှုတည်နေစတဲ့ပြီးတော့ကြိုက်လာတယ်အဲအဲ့လိုအချိန်လေးမှာဒီ present continuous tense ဒီမှာဆိုပါလဲဆိုရင်အဲ present continuous tense ဒီမှာဩဒီမှာတော့ present continuous tense အဲ့လိုလေးပြောင်းလဲတော့တဲ့အချိန်မှာ ဒီ plaza ခုနှစ် test ကိုသုံးလို့ရတယ်သုံးလို့မရတဲ့ပုံစံကဒီကနော်ဒီပုံစံသုံးလို့မရ I started I start ဆိုသုံးမရဘူးနော် I start ဒီပုံစံသုံးမရ I I I start to enjoy it now ဆိုပြီးသုံးမရနော်ဟုတ်ပြီအဲဒီကတော့ဒါ plaza cricket test သုံးတဲ့လေးခုမြောက်ဒီပုံစံဖြစ်တယ်နော်ဟုတ်ပြီနောက်ရှိသေးလားအာနောက်ကဒီ အဲ့ဆို breath ခရ test ကိုသုံးတဲ့ပုံစံကအဲ ABCD လေးမျိုးရှိရတော့ဒီအောက်မှာကတော့အောက်မှာကတော့လေ့ကျင့်ခန်းတွေရှိတယ်အောက်မှာတော့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်လေ့ကျင့်ခန်းတွေကိုကျွန်တော်ရှင်းမပြတော့ဘူးเนาะအဲဒီ ਆ တွေကိုကြည့်ပြီးတော့ဒါတွေကြည့်ပြီးတော့ဒီဥပမာပုံစံတွေကိုကြည့်ပြီးတော့လေ့ကျင့်ခန်းတွေကိုဒီမှာတစ်ကဖြည့်ပြထားတယ်နှစ်ဖြည့်ပြထားတော့သုံးဖြည့်ဖြည့်မပြထားတော့3 4 5 6ဖြည့်ပြထားအောင်เนาะအဲ့ဒါတွေကို ဖြည့်ပြီးတော့အောက်ကအဲကိုမတ်မှာအဖြည့်ထားရနော်ကျွန်တော်မမမစစ်ပေးမယ်နော်မမမစစ်ပေးပါမယ်မနိုင်တာလည်းရှိတယ်မနိုင်လည်းရှိတယ်အဲဒါကြောင့်မလို့အဲရေးတာထားလိုက်နော်အဲ PD lesson number 2ကိုလည်းဒီမှာတခြားကြည့်ပြီးတော့နောက်မှာဖြည့်ထားရနော်ကျွန်တော်မမမပြန်စစ်ပေးမယ်ဒီမှာ3 3ကိုလည်းဖြည့်ထားရပါဟောကွန်မမှာ4 4ကိုလည်းဖြည့်ထားရပါဒီဟာ unit 2ကြီး unit 1ကတော့ next video နောက် video မှာဆက်ပြီးတော့မျှပေးမယ်เนาะအာပြီးတော့ဒီမေးခွန်းနေပြင်ဒီလေ့ကျင့်ခန်းနေပြင်ဒီကျွန်တော်ရှင်းပြထားတယ်ကနားမလည်ရရှိရင်လည်းအောက်ကွန်မမှာရေးပြီးတော့မေးခဲ့လို့ရတယ် ပြီနော်အဲ့ဒါဆိုရင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခုဗီဒီယိုခုလိုမျိုး issue လေးလာပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်အဲကျွန်တော်ကဆက်ပြီးတော့ unit ဒါတရားကြောင့်တရှိရနော်အဲ့ဒါတွေကိုဆက်ပြီးတော့မျှပေးမှဖြစ်တဲ့အတွက်ကျွန်တော်နဲ့ဒီဒီသင်ခန်းစာကိုလေ့လာကြည့်ရင် like ပါပြီးတော့လေ့လာကြည့်ရင်ကျွန်တော် YouTube channel ကို subscribe လုပ်ရသေးရင် subscribe လုပ်ထားပါပြီးရင် YouTube ရဲ့ AI system ကိုကောင်းဖို့အတွက်ကျွန်တော်ရဲ့ ဗီဒီယိုတွေလူတွေများများလေ့လာနိုင်ဖို့အတွက်ဒီလိုကောင်းမွန်တဲ့ဗီဒီယိုတွေလူတွေများများလေ့လာနိုင်ဖို့အတွက် AI system အတွက်ဒီ like လေ့လာခဲ့ပြီပါ share share လို့လို့ရလေ့လာပဲ share လုပ်ပြီးတော့อืมတစ်ခုခုဒါကိုယ့်ရဲ့ဘယ်မှာနေနေဘယ်မှာ share share ရရနော်အဲ့ဒါဆိုရင်ဒါ YouTube ရဲ့ AI ကသိတော့ပါတော့ပြီးတော့ဒါပါပဲ so ကျိုးရှိမလို့ပြောလင်းပါတယ် See you in the next video. Bye bye.